လို့ဘာနဲ့လဲမဝတ်တယ်လာတယ်လေဘာလို့ကြည့်လို့လဲကြည့်လာပြီတော့အဲ့လိုမြသမီထအပြီးရောဖော်နီကာကပေါ့လာဝတ်တယ်လို့တည်တယ်ဒီတော့ဟဲ့ကျွန်တော်တကယ်ကြီးတက်လိကြောင်းတာပါ

်ကျွန်တော်ကျွန်တော်မနေဘူးဒီပေါ်ပါဟုတ်လားဟာမေကော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 ဟာကြော့ကြော့မိကြီးတော့ပြန်ပေးတော့ကြော့စစ်သက်29စစ်သက်လေးနှစ်ရှိတဲ့ ်စစ်တပ်လေးနှစ်ရှိတဲ့တော်လိုင်းရေးတပ်သားလေးတွေတပိလိုက်ဟုတ်တပ်29နှစ်တဲ့စစ်တပ်ရဲ့စစ်တပ်သူကစစ်နေထုံပြောဘူးလားမမူရဲ့စစ်တပ်29နှစ်တဲ့ရမောအော်စင်ကြတော့ဒီကဒီတော့ကဲအမတ်တက်ရင်ရဲ့စစ်ကြောင်းမူရဲ့အသက်22နှစ်တဲ့နော်စစ်တပ်၄နှစ်ပဲရှိသေးတယ်မဆလူနီဒီလောက်ပဲဟုတ်လည်းတော့မပေါ်ဘူးတော့တက်လာတယ် မောင်မီးရရှိတယ်ဒီကဲအဖေကဘယ်လိုလဲမေရာတဏ္ဍာကအခုနရီအဲ့မီးရကနေတယ်ဒီမှာရှောင်းရည်ခါပဲနေတယ်ဘယ်လိုလဲဘယ်လိုလဲနော်ယူရမယ် ဘယ်နောက်ရှိလဲဒီမှာစစ်သက်29နှစ်ယူအမှုကိုဟမ်ဟမ်ကျင်းဆောက်လာရှုကိစ္စတွင်စစ်ကောင်စီတရင်တက်ဖွဲ့တွေအနေနဲ့တရုတ်မကောင်းကြောင်းမပြောရန်ကျေးဇူးရှင်ကိုမစော်ကားရန်မင်းအောင်လိုင်းပြောတရုတ်ရဲ့ညှိနှိုင်းပေးမှုကြောင့်လာရှုမျိုးကိုပြန်ရခဲ့တဲ့အတွက်ပြည်လဲတိဆောက်ရေးကာလမှာတရင်တက်ဖွဲ့တွေအနေနဲ့တရုတ်မကောင်းကြောင်းမပြောကြဘူးနဲ့ကျေးဇူးရှင်ကိုမစော်ကားဘူးစစ်ကောင်ဆောင်ကတတိပေးပြောကြားလိုက်ပါတယ် ဧပြီ20ရက်မနေ့ကပြင်ဦးလွင်တက်နယ်မှာပြုလုပ်တဲ့အစည်းအဝေးမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောဆိုခဲ့တာဖြစ်ပြီးလာရှုမျိုးအတွင်းတက်နေရချာရေးကိစ္စမှာတရုတ်ကိုယ်စားလှယ်ဥဆောင်နေတဲ့ကိစ္စကိုဝင်ရောက်ဆွတ်ဖက်ပြောဆိုတာမလုပ်ကြဘူးပြောဆိုခဲ့တာလို့လာပခနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါရယ်လာရှုကိစ္စမှာတက်ကမချေနှက်တဲ့သူတွေရှိတယ်လာရှုကိုတရုတ်ကအုပ်ချုပ်နေတယ်လို့ခံစားရလို့တခုခုဆိုတရုတ်ကိုအကြောင်းကြားပြီးမှလုပ်ရမယ်ဆိုတော့ဝေဖန်သူတွေလည်းရှိတယ် ဒါကြောင့်မနေ့ကပြင်ဦးလွင်ကိုတက်ချုပ်ရောက်တော့တရုတ်ကိုမဝေဖန်ဖို့ဂျေဆုရှင်ကိုမစော်ကားဖို့မှာလဲဆိုတာထက်သတိပေးတာ AP 6ရက်ကလေးကလာရှိုးမျိုးကိုရောက်နေတဲ့တရုတ်ကိုယ်စားလှယ်တိတ်ရှိကျွင်းဦးဆောင်တဲ့အဖွဲ့ဟာပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးအဖွဲ့ကို ဖွဲ့ထားပြီးစစ်တပ်ရဲ့ဆိုင်ရဖနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေနေရာချပေးနေတယ်လို့အဲ့ဒီမှာရောက်နေတဲ့ခမရတရင်တခုကပြောပါတယ်။ကစားထမှုတရောကစားထမှုနှစ်ရောရောက်လာတဲ့တရင်မှုတွေကိုမှာတဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ကပြောသမျှနားထောင်မှုလမ်းညွှန်ချက်တွေကိုလိုက်နာဖို့တကယ်လို့တရုတ်အဖွဲ့စိတ်ညှို့ညင်စရာတစ်ခုခုလုပ်မိရင်စုံခုံစစ်ခံရမယ်စီရေးအရာမခံမနိုင်သေးတဲ့အတွက်လာရှိုးမျိုးကိုဌာနဆိုင်ရာရုံးတွေအကုန်ပြန်မဝင်ကြသလိုစစ်ဆောင်ပြည်သူတွေဟာလည်းမိမိတို့နေအိမ်ကိုလာရောက်ကြည့်ရှုတဲ့အဆင်မဲ့ရှိသေးတယ်လို့သူကဆက်ပြောပါတယ် လက်ရှိအခြေအနေမှာလာရှိုးမျိုးကိုတရုတ်ကိုယ်စားလှယ်စစ်ကောင်စီတပ်နဲ့ကိုကန်တပ် NDAA အဖွဲ့၃ပွင့်ဆိုင်အုပ်ချုပ်မဲ့ပုံစံမျိုးနဲ့တွားမယ်လို့သုံးသပ်သူတွေလည်းရှိနေပါတယ်။